ရခိုင်ပြည်ကြောက်ဖြူမြို့ပြင်စေမိုင်ပတ်လေလောက်မှာဖြစ်ပွားနေတဲ့လက်ရှိတပ်ပွဲတွေအတွင်းစစ်တပ်ကအင်အားတွေဖြစ်တင်းကအချိန်ချင်းထိုးစစ်ဆင်လာပြီးမြဲလေကြာဆုံးထိခိုက်မှုတွေညာနေတယ်လို့ဒေသရင်းစီရဲတရင်ရင်းမြစ်တွေကပြောဆိုကြပါတယ်။စက်တင်ဘာ29ရက်နေ့ကဒညဝတီရေတပ်ဌာနရှုပ်အနီးစေမော်ဖက်ကကလဘာကြီးဝါဖက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်အင်အား150ကျော်ပါစစ်ကြောင်းနဲ့ရေတပ်ရင်း32ကထွက်လာတဲ့အင်အား100ကျော်ပါစစ်ကြောင်းတို့ဟာ ရှင်းစင်နောက်ဆင့်တက်လာရမှာဂေါ်တူတောင်ဖက်ကိုအရောက်မှာအေးအေးရဲ့ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရတာဖြစ်တယ်လို့စီရေးသတင်းရင်းမြစ်တယောက်ကပြောဆိုပါတယ်။လက်ရှိအချိန်အထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးကညဝတီရေတပ်စခန်းကလက်နက်ကြီးတွေအတွေ့လိုက်တွေနဲ့ဒရက်ဆက်ပစ်ခတ်ကရေတပ်ရင်30နှစ်နဲ့နေပြည်တော်ကနေလဲတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုလက်နက်ကြီးပစ်ကူမှုတွေရှိနေတာဖြစ်ပါတယ်။ပထမတက်လာတဲ့စစ်ကြောင်းဟာထိခိုက်မှုတွေပိုပြီးညာပြခဲ့တာ တက်ပြိုကဖီယိုဖီယေနောက်ဆုတ်ထွက်ပြေးသွားတယ်လို့သိရပါတယ်။ထပ်မံတက်လာတဲ့နောက်စစ်ကြောင်းနဲ့ပူပေါင်းကပြန့်ကျင်းနေတဲ့ရုပ်အလောင်းတွေကိုကောက်ယူသွားတယ်လို့လေဒေသခံတွေကပြောကြပါတယ်။ကျောက်ဖြူမြို့ပြင်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်တပ်ကအကြမ်းဆုံးများနေပေမဲ့လည်းအင်အားပြန့်လေဖြစ်တဲ့ကထိုးစစ်ဆင်မှုတွေကြောင့်နေတိုင်းလူလုံးတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။